အားလုံးပဲမင်္ဂလာပါလို့ဥဇောဗြဟ္မနှုတ်ဆက်တားလိုက်ပါရခင်ဗျာကျွန်တော်တို့ရဲ့ဒီမမာပြေရောချန်နယ်ကနေခုတစ်ခါတင်ဆက်ပေးမှာကတော့အရန်နာမည်ကြီးနေတဲ့အကြမင်းဆရာမကြီးရဲ့နှစ်ပေါင်း900မှာတစ်ကြိမ်ဝင်ဝင်ချက်ပြီးတော့နေနေများဆိုတဲ့မြန်မာတက္ကသိုလ်1389ခုနှစ်အတွက်ဟောဆရာကြီးကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာပြောဆရာကြီးကိုနားမစင်မိမှာကျွန်တော်တို့ရဲ့ဒီမမာပြေရောချန်နယ်ကိုလည်း subscribe နဲ့ပြီးအားပေးပါခင်ဗျာကျေးဇူးများကြီးတင်ပါတယ် မင်္ဂလာပါရှင်မင်္ဂလာပါဒီနေ့ကျမပြောချင်တာကတော့ပေါ့နော်ဒီကျမတို့ကဒီခုလာမယ့်နှစ်စန်းတရနေ့ကနေအာကျမတို့ကအခုမြန်မာခုနှစ်1386ခုနှစ်ကနေ1380ခုနှစ်ခုနှစ်ကိုပြောင်းတော့မှာပဲဖြစ်ပါတယ်เนาะအဲ့တော့ဒါကျမတို့တွေအောင်တော့86ခုနှစ်ခုနှစ်မြန်မာခုနှစ်တွင်မှာကျမတို့တွေနေနဲ့သားသမီးတွေဘယ်နေနဲ့နေရအာကောင်းနေဘယ်နေနဲ့နေရ ညံ့နေပေါ့နော်သတိထားမယ့်အရာလေးတွေကိုပြောပြပေးချင်လို့ပါလက်မှတ်တနင်္ဂနွေပေါ့နော်ဒီနှစ်တွင်းမှာတနင်္ဂနွေသားသမီးတွေကသူကကျမ်းမာရေးဖြစ်တယ်ဆိုရင်တောင်မှပေါ့နော် ကျမ်းမာရေးဖြစ်တယ်ဆိုရင်တောင်မှအာအရန်ကြီးမဖြစ်ဘူးဒါပေမဲ့တချောင်ချောင်ဖြစ်တတ်တယ်ငွေကုန်ကြီးကြအရန်များတတ်တယ်ငွေကြီးနဲ့ပတ်သက်တဲ့အခါမှာလေတကယ် ဘယ်လိုပြောမလဲခုပုံမှန်ခါတိုင်းနေထက်ကိုပို့ပြီးတော့ဝင်ဝင်နဲ့ပတ်သက်တဲ့အခါကျရင်နေပါသွားတာမျိုးเนาะအဲ့လိုဟာမျိုးလေးတွေအာကြုံတွေ့ရတတ်တယ်တင်းငွေတွေနဲ့အဆောက်အဦတွေနဲ့ပတ်သက်တဲ့အဟာတွေကိုလည်းကျမတို့ကဒီနှစ်မှာအထူးသတိထားရမှာပဲဖြစ်တယ်ပေါ့เนาะအဲ့တော့အဆောက်အဦတွေနဲ့ပတ်သက်တဲ့ခါကြီးသတိထားမယ်တင်းငွေတွေဒါသမီးတွေကဒီနှစ်ပိုင်းမှာအဆအဆရရသတိထားရမယ်အဲ့လိုပဲအိမ်နောင်ရေးတွေမှာလည်းအိမ်နောင်အာဘတ်တွေပေါ့เนาะတယောက်နဲ့တယောက်သဘောထားမတူညီတာ ဒါဟိုအိမ်နောက်သားတနင်္ဂနွေသားသမီးမှမဟုတ်ဘူးနော်ဒီနှစ်မှာတနင်္ဂနွေသားသမီးတွေကလည်းအိမ်နောက်ရင်အိမ်တွင်ရင်နဲ့ပတ်သက်ပြီးခရုဆိုင်ရမှာဖြစ်တယ်လို့ကျန်တဲ့ခုနှစ်သားသမီးရှင်းနေတဲ့သားသမီးတွေကလည်းဒီနှစ်ထဲမှာအိမ်တောင်ရေးတွေကိုအထူးသတိပြုပါအိမ်နောက်ရေးအိမ်တွင်ရေးမှာကိုကတယောက်နဲ့တယောက်မတူညီတဲ့ ဟာတွေပုံပေါက်လာလိမ့်မယ်တစ်ဖက်မှာကြတော့စိတ်အေးအေးချမ်းချမ်းနဲ့နေတဲ့ positive energy ရှိတဲ့သူတစ်ဖက်မှာကြတော့ negative energy နဲ့ရှိတဲ့သူအကောင်းမြင်စိတ်မရှိတဲ့သူအဲ့လိုမျိုးတွေဆိုပြီး क्वे ပြားလာပြီးတော့ခါကြတော့ဘလို့တွေစိတ်ခံစားချက်တွေဖြစ်လာမလဲဆိုရင်ဒီအိမ်ောင်ကြီးဟာငါနဲ့သူနဲ့ဟာစိတ်သဘောထားမတူညီတော့ဘူးမကန့်ညီတော့ဘူးသူနဲ့ငါနဲ့ဟာရေရှည်ဆက်သွားဖို့မဖြစ်တော့ဘူးဆိုပြီးတော့ပို့ပြီးတော့တွေးမိလာမယ်အရင်တော့ကတော့ဒီလိုပဲ အာတိတ်တတိမထားမိဘူးပေါ့နော်အိမ်တော်ကြီးပြဿနာအိမ်တွင်ကြီးပြဿနာ ဖြစ်ခဲ့တယ်ဆိုရင်တောင်မှကွဲကွာဖို့အထင်စဉ်းစားခဲ့ကြတဲ့သူတွေဒီနှစ်မှာအိမ်တော်ကြီးတွေအိမ်တွင်ကြီးတွေကွဲကွာအာအိမ်တော်ကြီးတွေမှာလည်းကွဲကွာခြင်းစိတ်တွေဖြစ်လာမယ် စိတ်တွေမကင်ညီတာတွေ energy မကင်ညီတာတွေပိုတိလာမှာဖြစ်တယ်လို့မိသားစုတွေအိမ်တွင်းထဲမှာလေဆိုရင်လည်းတယောက်နဲ့တယောက်သဘောထားအမြင်တွေမတူညီတာတွေပို့ပြီးတိတာလာပြီးတော့မိသားစုတွေကနေခွဲခွာပြီးတော့ခါကြတော့တယောက်တည်းတတိတတနေခြင်းနဲ့ကိုယ်နဲ့ energy ကြိုက်တဲ့သူတွေနဲ့ပဲနေခြင်းလာတယ်ဆိုတော့စိတ်မျိုးတွေတော်တော်များများမှာဖြစ်လာလိမ့်မယ်လို့ပြောခြင်းတယ် ်နော်အဲ့လိုဟာမျိုးတွေဖြစ်တယ်ပြီးတော့ခါကြတော့ဒီနေ့ထဲမှာဆိုရင်ကျမတို့ကငွေချင်းနဲ့ပတ်သက်တဲ့အရာတွေဆို positive energy နဲ့သွားမှာကိုဖြစ်မှာနော်ဒီတနင်္ဂနွေသားသမီးတွေအခုဒါတနင်္ဂနွေသားသမီးတွေအတွက်ဒါပြီးသွားတယ်ထားပါတော့တနင်္ဂနွေသားသမီးတွေကဒီနေ့ထဲမှာအစအစရအတွက်အထူးတတိပြုရမယ်ဒါပေမဲ့ကျမဒီလိုမျိုးကန်စာတာဂျိုဝင်ကြတဲ့အခါမှာကျမဖြတ်တန်းခဲ့တာကျမဖြတ်တဲ့အားလုံးပြီးဖြတ်တန်းတာ ဖျားတရားကြီးတအားလုပ်ပြီးဖြတ်တန်းတော့ဆိုတော့ကို့မှာအစိုးကြုံရမယ်တိတ်ရမှာ50လောက်နဲ့ပဲပြီးသွားတဲ့ဟာမျိုးတွေဖြစ်ရှိတယ်အဲ့တော့ဖျားတရားဘာသာရေးကိုခါတိုင်းတဲ့နှက်စားပို့လုပ်ပေးပါနော်တနုနှစ်သာသမီတနင်္လာသာသမီဗုဒ္ဓဟူးသာသမီဤနေ့နံသုံးခုကဘာသာရေးကိုပို့ပြီးတော့ပို့ပြီးတော့လှူဆောင်ပေးပါနော်အဲ့တော့တနင်္လာသာသမီတွေကြတော့ဒီနှစ်ထဲမှာတနင်္လာသာသမီတွေအခက်ကြုံရတတ်တယ် နော်မိသားစုတွေနဲ့ဝေးကွာရနေရကိုသွာလာပြီးနေရတတ်တယ်။တနင်္လာသားသမီးကုံလန်းရေလန်းနဲ့လောက်ကင်နေတဲ့သူတွေဟာဒီနှစ်ထဲမှာအဆဆရရတတိထားရလိမ့်မယ်။နော်ကိုမဟိုဘယ်လိုပြောမလဲ အခံရံများတတ်တယ်။တသက်လုံးကိုအတွက်ကောင်းနေကိုပုံကောင်းနေလို့ထင်ခဲ့တဲ့လူတွေကိုအတွက်ကောင်းနေလို့ထင်တဲ့လုပ်ငန်းတွေတို့ကိုအတွက်ကောင်းနေလို့ထင်တဲ့နေရာတွေဟာအာဒီနှစ်တွေထဲမှာအဲ့ဒီနေရာတွေမှာ မပျော်ပိုက်တော့တာအဲ့ဒီနေရာတော့မှာမနေချင်တော့တာကိုကောင်းနေလို့ထင်ခဲ့တဲ့သူတွေကကိုအပေါ်မှာတကယ်မကောင်းဘူးဆိုတာတွေကိုတိတိတတ်တာကွဲကွဲပြားပြားသိသွားမယ်နှစ်လေဖြစ်တယ်เนาะအထူးသဖြင့်တနင်္လာသားသမီးတွေဒီနှစ်ထဲမှာစိတ်အတက်အကြတွေပုံများနေတတ်တယ် အဲပုံများမယ်ပေါ့နော်ဒီ1389ခုနှစ်တော့အစိတ်တက်ကြတွေပုံများနေမယ်လှုပ်ချင်ကြင်တဲ့စိတ်တွေအာပပြောင်းနေမယ်အစိတ်တိုးနေမယ်စိတ်တွေအာဟိုဒေါသထွက်လွဲတယ်ဟိုဘယ်လိုပြောမလဲစိတ်မအေးချမ်းမှုတွေကိုခံစားရတတ်တယ်ပြီးတော့တက္ကလောကလုံးကမှာကိုတယောက်တည်းရဲ့အယူဆကမှားယွင်းနေတာလားဆိုပြီးတော့လေကိုယ့်ရဲ့စိတ်အယူဆတွေအတွေးခေါ်တွေကို အာဘယ်လိုပြောမလဲကိုကိုတိုင်းတေချာဝေဖန်မဆန်းစစ်နိုင်ဘူးအဲ့လိုအနေထားမျိုးလေးတွေလည်းကြုံတွေ့နေရတတ်တယ်နော်အဲ့ဒါမျိုးတွေရစိတ်ပိုင်းဆိုင်ရာခံစားချက်ဒီနှစ်တွေထဲမှာတနင်္လာသားသမီးတွေပို့ပြီးတိလာမှာတော့ကိုဘော်ဒီလူကကောင်းနေမကောင်းဘူးဆိုတာတော်တော်လေးတိလာမှာဖြစ်တယ်လို့ဝေချင်းနဲ့ပတ်သက်တဲ့အခါဆိုရင်တော့တခုတော့ရှိရယ်ဝင်လာရင်လည်းလုံးဝနဲ့ဝင်သွားဝင်လိုက်ပြန်ပြီးရုတ်တရက်အမ်ပြီးငွေကြေးဝင်တဲ့အချိန်ကတန့်သွားပြန်ပြီအဲ့လိုဟာမျိုးလေးတွေဖြစ်တတ်တယ် ကားတွေဒီနှစ်ထဲမှာကြတော့ကားတွေယင်တွေနဲ့ပတ်သက်တဲ့လုပ်ငန်းလုပ်ဆောင်တဲ့သူတွေအထူးသတိထားပါအာကားအသစ်တွေယင်အသစ်တွေဝယ်မယ်ဆိုရင်လည်းဒီနှစ်ထဲမှာတည်တည်ချာချာနားလည်တက်ကြွတဲ့သူနဲ့စမ်းစစ်ပြီးမှဝယ်စီခြင်းနဲ့အဝယ်မားတာမျိုးတွေအဲဖြစ်တဲ့တဲ့အယောင်မားတာတွေဖြစ်တဲ့တဲ့တခါတလေကြရင်ကိုကဈေးကြနေတော့ရောင်းမိပြီးကိုထက်ဝယ်မယ်ဆိုရင်ဈေးတက်တဲ့အချိန်မှာဝယ်မိတဲ့ဟာမျိုးတွေ ဖြစ်တဲ့တင်เนาะအဲ့လိုဟာမျိုးလေးတွေပေါ့အဲ့တော့ကားတွေရင်နေနဲ့အာပတ်သက်တဲ့အခါဒီနေ့တွေထဲမှာဝယ်ယူမယ်ရောင်းချမယ်ဆိုရင်လည်းစားစားရရတည်တည်ချာချာလေးရောင်းဟိုလှုပ်စေခြင်းတွေပေါ့လူအများခုနဲ့သားသမီးရှင်းနေလည်းနဲ့ပတ်သက်ငွေကြေးကတော့အကန်ကတော့ဟိုဒီနေ့တွေထဲမှာအာဘယ်လိုပြောမလဲလုံးဝ positive ငွေကြေးပြေလည်ခြင်းနေဆိုရင်ငွေကြေးတွေအဆင်ပြေတဲ့နေရာမှာနေခြင်းနေဆိုရင်လုံးဝ positive ကောင်းမြင်တဲ့စိတ်ထားနဲ့သွားမှဖြစ်မှာနော်ငွေကြေးနဲ့ပတ်သက်တဲ့အယူအဆတွေပို့ပြီးလွှဲမလာတယ်လို့လူတအုပ်တယောက်စဉ်းစားရငွေကြေးတွေကအာဘယ်လိုပြောမလဲရှာဖွေရတဲ့အခါမှာတော်စူးစားအထုတ်ပြီးရှာဖွေကြရမယ်အနေအထားမျိုးလေးတွေတွေ့ရတယ်အဲ့တော့တင်နာချင်းနဲ့သွားမယ့်ကာလတွေလို့ပဲပြောချင်တယ်အာငွေနဲ့ပတ်သက်ပြီးအကောင်းမြင်စိတ်ထားပါငွေကိုရဲရဲကြီးစွန့်ရဲပါဒါမှကိုယ့်စီကိုပေါပေါများများပြန်ဝင်မယ်ဆိုတဲ့ logic တွေကိုသုံးစေချင်တယ်ပေါ့နော်ကို ဟိုစွန့်နေဆိုတာပေါ့မဟုတ်မကောင်းတဲ့နေရာတွေမှာအသုံးပြုရမယ်ပြောတာမဟုတ်ဘူးလူတန်းတော့မယ်ဆိုရင်ကိုရဲရဲလူတန်းလိုက်ပေါ့တအားကြီးလူတန်းလိုက်ပြီးနှမျောတာတွေအဲအဲ့လိုစိတ်မျိုးတွေမထားနဲ့နဲ့ပေါ့နော်အဲ့လိုဟာလေးတွေကိုပြောချင်တာပါအဲ့တနင်္လာသားသမီးတွေအတွက်ဒါပြီးသွားပြီဒါတွေကအာရေဘူးရအကြမ်းဖျင်းပြောတာဖြစ်တဲ့အတွက်ပေါ့နော်ကျမပြောတဲ့ဟာတွေကတယောက်ချင်းစီနဲ့ကြောက်တယ်လေကန့်ညီချင်းကန့်ညီမယ်အာမကန့်ညီရလည်းရှင်ရှင်မယ်ကန့်ညီတဲ့သူကန့်ညီသွားမယ်ပေါ့နော်ဒါပေမဲ့တော်တော်များများနဲ့ကန့်ညီနေမယ်ဆိုတော့တေချာပြောရပါတယ် အင်္ဂါသားသမီးတွေအင်္ဂါသားသမီးတွေကဒီနေ့တွေထဲမှာသူကတချို့အင်္ဂါသားသမီးတွေဟာနေရအရှိပြောင်းပြောင်းခွေတွေရှိလိမ့်မယ်ရှိမယ်ပြီးတော့ဒီနေ့ပိုင်းနေမှာစိတ်လုံခြုံမှုကိုရှိလာမယ်စိတ်ကပူအေးချမ်းလာမယ်ပူတည်ငြိမ်လာမယ်လောကရဲ့ရဲ့ဟိုဖြစ်သည်များအကြအဆိုးကောင်းအကျိုးကောင်းတွေပေါ်မှာအာတိခန့်နိုင်စွမ်းနဲ့မြင့်မားလာပြီးတော့အင်္ဂါသားသမီးတွေကဒီနေ့ထဲမှာစိတ်ပိုင်းဆိုင်ရာအတော်လေးကိုကအာဘယ်လိုပြောမလဲ ဟိုစိတ်တည်ငြိမ်မှုတွေရှိကြတယ်။ဘာလေးပဲလာလာအကောင်းဆုံးရင်ဆိုင်ကြော်ဖြတ်မယ်ဆိုတဲ့စိတ်ကောင်းနှလုံးသားကောင်းနေရှိပြီးဒီနှစ်ပိုင်းတွေမှာတရားတွေရမယ်တံဝေခရစရာတွေရှိပြီးတော့အင်္ဂါသားသမီးတွေတကယ်ပေါ့နော်အာတရားနဲ့အညီနေထိုင်ကြင်ကြံမယ်ဆိုတော့အာစိတ်ထားတွေဘက်ကိုပို့ပြီးတော့တွားလိုက်မယ်ပြီးတော့အရင်ကြီးမြုံနယ်မှုနဲ့ပတ်သက်တဲ့လုပ်ငန်းလှုပ်ဆောင်နေတဲ့အင်္ဂါသားသမီးတွေဒီနှစ်ထဲမှာအာ ကိုရင်းနှီးမြုပ်နှံထားတဲ့အရေးအရာတွေကရလတ်ကောင်းနေပေါ်ထွက်လာနိုင်တယ်။နှစ်ရှည်လာများတီးပင်စားပင်အပင်တွေစိုက်ထားတဲ့သူတွေဆိုရင်လည်းဒီနှစ်ထဲမှာပေါ့နော်။ကိုစိုက်ပျိုးထားတဲ့အရာလေးတွေကနေအသီးပွင့်ခံစားအရရှိတဲ့အနေထားမျိုးလေးတွေကိုတွေ့ရတယ်ပေါ့နော်။ပြီးတော့အင်္ဂါသားသမီးတွေကဒီနှစ်ထဲမှာခုနအနေရအွှေ့ပြောင်းပြီပေါ့နော်။ရဝင်းရဲ့နေကကိုနဲ့အာဘယ်လိုပြောမလဲ။ ဝေးခွာသွားတဲ့မိကောင်းဆွေကောင်းတွေနဲ့အံပြန်တွေ့ရတဲ့တဲ့ဒီနေ့ထဲမှာအထူးပျော်ရွှင်ရတဲ့တဲ့ငွေတွေကအများကြီးမပေါ်ရှင်နေဘူးဆိုရင်တောင်မှငါသားသမီးတွေကအလွန်တရာမှရောင်ရဲတင်းတိမ်နိုင်တဲ့စွမ်းရည်တွေမြင့်မာလာမယ်မြင့်မာလာပြီးတော့ဘဝမှာပူလိုချင်တဲ့အရာလေးတွေဖြည်းဖြည်းအေးအေးလေးနဲ့ပေါ့နော်အဆွဲဆောင်နေကြလိမ့်မယ်စိတ်အေးချမ်းမှုနဲ့ကောင်းတဲ့အရာတွေကိုဆွဲဆောင်နေကြလိမ့်မယ်လုံးယုံမှုတွေနှွေးထွေးမှုတွေစိတ်ထဲမှာခံစားရနေတယ်ဒီနှစ်ထဲမှာအင်္ဂါသားသမီးတက်ရမှာ 90ရာခိုင်နှုန်းလောက်ကကောင်းတဲ့အရာတွေကိုကြုံကိုကြုံတွေ့ရမယ်လို့ကျွန်မပြောချင်တယ်။ပြီးတော့ကျွန်မတို့အင်္ဂါနဲ့ဆက်ပစ္စည်းနဲ့ပတ်သက်တဲ့ခါမှလည်းပေါ့နော်။ဆက်ပစ္စည်းအကြီးတွေပေါ့အာဒီဘဖိုးတွေရှိရှိနဲ့မီဆက်တွေရှိနဲ့ဆက်ပစ္စည်းကြီးတွေထားပါတော့နော်။အဲ့တော့လူတွေတော်တော်များများခုနဲ့သာသမီရှင်းနေလေဟာဆက်ပစ္စည်းအစ်စ်တွေဝင်ကိန်းတွေရှိတယ်။ဆက်ပစ္စည်းအစ်စ်တွေဝင်တတ်တယ်။ပြီးတော့စိတ်ပိုင်းဆိုင်ရာတွေနဲ့ပတ်သက်လာတဲ့ခါကြရဲ့ဒီနောက်ပိုင်းမှာအားလုံးကအာစိတ်အေးချမ်းမှုပို့ပြီးလိုလား အဲတက်မက်လာကြလိမ့်မယ်စိတ်တွေကထိမ့်သိမ့်နိုင်တဲ့စွန့်ရည်တွေမြင့်မားလာလိမ့်မယ်စိတ်ပိုင်းဆိုင်ရာအတော်လေးပေါ့အစ်စ်မြင့်မားလာတာစိတ်တက်အစ်စ်တန်းမြင့်မားတာအဲ့လိုဟာမျိုးလေးတွေကြုံတွေ့ရလိမ့်မယ်စိတ်ပျော်ရွှင်ရမယ့်အရာလေးတွေကိုလည်းကြုံတွေ့ကြရလိမ့်ဦးမယ်လို့ပြောချင်နေပေါ့နော်မိသားစုတွေအတင်းမှာအဲ့လိုပေါ့တယောက်နဲ့တယောက် စိတ်သဘောထားမတိုက်ဆိုင်တာမျိုးတွေလည်းရှိတော့ရှိမယ်။ဒါပေမဲ့အဲ့ဒီတွေကြားမှာအစိုးရရဲ့အကောင့်တွေကိုရွေးချယ်လာတတ်လိမ့်မယ်လို့ဟိုပြောချင်ပါတယ်။ဗုဒ္ဓဥဒ္ဒသမီးဗုဒ္ဓဥဒ္ဒသမီးကဒီနေ့ထဲမှာအတာစားတာဖြစ်တယ်လို့ဗုဒ္ဓဥဒ္ဒသမီးရဲ့မရဏကြိုးကံကတွားရမယ်။အဲ့တော့ဗုဒ္ဓဥဒ္ဒသမီးတွေကဒီနေ့ထဲမှာကျမ်းမာရေးနဲ့ပတ်သက်ရင်အတော်ကြယူဆရလိမ့်မယ်။ဒါပေမဲ့ तू ကဘယ်လိုပြောမလဲဆိုရင် ကျမ်းမာရေးနဲ့ပတ်သက်ရင်ဂယူးဆိုင်ရမယ်။ကျမတို့ဝိညာဉ်စိတ်ကိုကိုထူးထိန်ချုပ်ရမယ့်ကာလတွေပါဗုဒ္ဓဘာသာသမီးတွေနော်။အာဘာသာရေးနဲ့ရှေ့ဆက်သွားပါ။အစိုးကိုကဘာသာရေးနဲ့ရှေ့ဆက်သွားတယ်ဆိုရင်ကိုမှကြုံမဲ့အစိုးတွေကအ ਨੇ ချင်းမဲ့ကိုကိုလာပြီးတော့ထိခိုက်နိုင်တယ်เนาะအဲ့တော့ဝေးချင်းနဲ့ဆိုရင်ကတော့လေဘယ်လိုပြောမလဲအာတရားမှာ 30ရာခိုင်နှုန်းလောက်ကပေါ့နော်ဗုဒ္ဓဥဒ္ဒသမိတွေငွေကြေးနဲ့ပတ်သက်ရင်ကတော့အဆင်ပြေနေကြမယ်။ကျန်တဲ့ဒီ60 90ဆိုတဲ့ရာခိုင်နှုန်းကတော့အထူးတတိထားရမှာကငွေကြေးနဲ့ပတ်သက်တဲ့အခါကျရင်အာမမခံပါနဲ့။အာမခံပေးတာတွေရှောင်သေးချင်ပါလေနော်။အာဘယ်လိုပြောမလဲကိုမတတ်နိုင်တဲ့ကိစ္စရက်တွေကိုအာမခံပေးတာမလုပ်ပါနဲ့။ လူလိန်ခံရတတ်တာမျိုးပေါ့နော်ကိုယ့်ကိုလူအနိကလူတွေကဒုက္ခပေးတတ်တာမျိုးတွေကိုလည်းသတိထားရမှာဒီဗုဒ္ဓဟူသားသမီးတွေပဲဖြစ်ပါတယ်လေးနဲ့ပတ်သက်တဲ့ယောဂါတွေဝမ်းနဲ့ပတ်သက်တဲ့ယောဂါလေးတွေကိုလေးယူဆိုင်ပေးပါကျမတို့ခုနှစ်ရက်သားသမီးရှင်းနေတယ်လေးနဲ့ပတ်သက်တယ်ဆိုရင်ဒီနှစ်ထဲမှာလေး ၊လေနဲ့ပတ်သက်တဲ့ယောဂါ၊ဝမ်းနဲ့ပတ်သက်တဲ့ယောဂါအဲ့ဒါမျိုးလေးတွေတချို့မှာယောဂါခန့်ရှိရဆိုလေဖြတ်လင်ငန်းဖြစ်သွားဖြစ်တတ်တဲ့ဟာတွေနော်လေဖြတ်သွားတတ်တဲ့ဟာမျိုးတွေအဲ့ဒါမျိုးလေးတွေကိုခရုစားရမယ်။ဝမ်းနဲ့ပတ်သက်တဲ့ခါတွေကကြတော့ဒီကျမတို့9လပိုင်း10လပိုင်းဒီကာလဒီ6လပိုင်းကနေ9လပိုင်း10လပိုင်းဒီကာလတွေအထိလောက်ပဲခရုစားရမယ်။ဒီနောက်ပိုင်းမှာတော့အာ ဆိုတော့ဝမ်းနဲ့ပြတ်တက်တဲ့ဟာတွေကဒါစိတ်ပူကြတော့မလို့ဒါပေမဲ့တတိပုဂ္ဂလတယောက်ချင်းစီမှာကြာတော့ကျမတို့အစာအိမ်ယောဂရှိတဲ့သူတွေဝမ်းပိုက်ခွဲစိတ်ထားတဲ့သူတွေဝမ်းပိုက်နဲ့ပြတ်တက်တဲ့ဟာဥပမာဆိုဥအတက်တို့ပါပေါ့ဗျာတော့ဥတို့ဥအတက်တို့ ဲ့ဒီဟာတွေနဲ့ပတ်သက်တဲ့ယောဂလက္ခဏာတွေငိုကရှိထားတယ်ဆိုရင်ပိုကယူဆိုင်တက်ပါကယူဆိုင်ပါလေးအောင်သာလေးထိုးတာတွေခဏခဏဒီနှစ်ထဲမှာဖြစ်တက်ပါတယ်အဲ့တော့အစာနဲ့ကုရမယ်ပေါ့နော်အစာမှလို့မရဘူးအဓိကကအစာကိုဂယူဆိုင်ရမယ်အဲ့လိုတွေမဖြစ်ချင်ဘူးဆိုရင်အစာကိုဂယူဆိုင်ရမယ်အကျမ်းမယူကိုပို့ပြီးတော့လုပ်ပေးရမယ်နော်အဲ့တော့အားလုံးဟာကံဟာကိုကကံအညံ့ဖြစ်နေတယ်ဆိုတာကကြိုတိတာဟာမကောင်းတာမဟုတ်ပါဘူးကောင်းတာလား ကျမတို့ကကံကိုပြင်လို့ရတယ်နော်မကောင်းကံတွေကိုကောင်းကံနေနဲ့အစားထိုးလို့ရတယ်ရှင်နော်ဒါကတော့ဒါရေပူရတာတည်ပြင်းတိထိုက်တာကိုပြောပြတာဘုဒ္ဓဦးသားသမီးတွေကဒီနှစ်ထဲမှာအာဘယ်လိုပြောမလဲအာစိတ်ကိုအထူးထိန်းချုပ်ပါဘုဒ္ဓဦးသားသမီးတွေကစိတ်မြန်လက်မြန်ရှိတယ်သူကဘာရမဟုတ်ဘူးသူက ရှူရှူတိုင်းတိုင်းလောက်တတ်တဲ့အကျင့်တွေရှိတယ်လေအဲ့တော့စိတ်ကိုအထူးတတိထားပြီးထိန်းချုပ်ပေးပါလို့ဟိုမှတ်ချင်ပါတယ်เนาะစိတ်မထိန်းချုပ်နိုင်တဲ့နေရာကနေအစပြီးတော့ကိုယ်မှာအကြီးကြီးပြဿနာတွေဖြစ်သွားတတ်တယ်ပြဿနာတွေစတဲ့အရင်ခံကစိတ်ကိုမထိန်းချုပ်နိုင်လို့ပါပဲเนาะဟုတ်တယ်ဟုတ်အဲ့ဇာတာပတိသာသမိတွေဇာတာပေးသာသမိတွေဟာဒီနေ့ထဲမှာမိဘတွေနဲ့ပတ်သက်ပြီးပို့ပြီးတော့ပျော်ရွှင်ရတတ်တယ် အာဆင်မျိုးမိတ်ဆွေတွေရဲ့ကုညီထပ်မှုတွေရတတ်တယ်။ဘဝမှာအခုတထူးသဖြင့်ကြာသာပြေးသားသမီးတွေကဘဝမြင့်မာလို့တဲစိတ်တွေပညာရေးနဲ့ပတ်သက်ရင်းမဲ့ဖြစ်ဖြစ်ဘဝလမ်းကြောင်းမဲ့ဖြစ်ဖြစ်အရင်မြင့်မာချင်တဲ့စိတ်တွေအရင်ပြင်းထန်နေလိမ့်မယ်။ဒါပေမဲ့တခုမှကျွန်တော်အရင်ဒီစိတ်တွေမပြင်းထန်လို့မှနဲ့အရင်စိတ်တွေမလောကြီးပါနဲ့နော်။အရာအလုံးကအာဒီနှစ်တွေထဲမှာလူတွေအကုန်လုံးကပန်းခင်းတော့လဲရှာပါအောင်မှာမဟုတ်ပါဘူးနော်။အဲ့တော့ ချစ်ချင်တဲ့စိတ်ကလေးတွေကိုအနှဲခံလျှော့ချပေးပါကြားသာပေးသာသမီတွေမာဇနာဖြစ်ချင်တဲ့စိတ်ကိုလျှော့ချပေးပါအရန်ကြီးစိတ်တွေကိုအားစိုက်တာများပြီးတော့စိတ်ပင်ပန်းအမ်ရတဲ့ဟာမျိုးတွေဖြစ်တတ်တယ်ဟုတ်ဘယ်လိုပြောမလဲအဝေးကလူတွေကဟိုကူညီဆောက်ရှောက်တာမျိုးကြုံတွေ့ရတတ်တယ်မိဘတွေကလည်းကိုယ့်ကိုကူညီဆောက်ရှောက်ပေးတာမျိုး ငွေချင်းနဲ့ပတ်သက်တဲ့အခါကျရင်ကိုအကူကြီးလို့ရင်အကူကြီးကောင်းတွေရတတ်တာမျိုးဒါမျိုးတွေကြုံနေကြုံနေပြီခုနကသားသမီးရှင်းနေတဲ့သားသမီးတွေအကုန်လုံးကလောက်ရမှာကလေဘာသာရေးပို့လို့ပြီးဒီနှစ်ရဲ့ကန်စာတာမှာကဘာသာရေးကိုအဓိကအကြီးအမှုထားပြီးတော့လောက်ရမယ်နှစ်တနှစ်ပဲဖြစ်တယ်ဘာသာရေးကိုပို့ပို့ပြီးတော့လုပ်ပေးပါနော်ဘာသာရေးပို့ပို့ပြီးလုပ်ပေးပါပြီးတော့ခါကြတော့ဒီနေ့ထဲမှာပညာရေးနဲ့ပတ်သက်တဲ့လုပ်ငန်းတွေပညာရေးတွေအမွေတွေเนาะအဲ့ဒီနဲ့ပတ်သက်တဲ့လုပ်ငန်းတွေက ဟောပညာရေးနဲ့ပတ်သက်တဲ့ပညာရေးနဲ့ပတ်သက်တာတွေကောင်းငယ်အမွေတွေပါတွေအမွေအနစ်တွေမိဘတွေရဲ့အမွေနစ်တွေပဲဖြစ်ဖြစ်ဘယ်လိုပဲဖြစ်ဖြစ်အမွေနစ်တွေရတတ်တယ်တချို့တော့တရားမှာဆရာခိုင်နှုံးသောလူတွေတရားမှာအာဆရာခိုင်နှုံးသောလူတွေဒီအလွန်တရာမှကံကောင်းကြလိမ့်မယ်ဒီနေ့ထဲမှာကံကြမ္မာကပေးတတ်သောငွေကြေးတွေကိုရတတ်တယ်အမွေမရရတာအမွေရတဲ့ကဲ့သို့ထီပေါက်တာမျိုးအဲ့လိုဟာမျိုးကံစားတာကောင်းနေကို အာခုနကသာသမီ၈နေနဲ့မှာ100မှာ100ရခိုင်နှုန်းလောက်ကအဲ့လိုကန်ကောင်းတဲ့ဟာတွေကိုဟိုရရှိထားတယ်ပိုင်ဆိုင်ထားတယ်နော်အဲ့တော့အဲအကြာသာပေးသာသမီတွေကအလှပဲပေါ့နော်အဲ့တောက်ကြသာသမီတွေကတောက်ကြတွေကဒီနှစ်ထဲမှာအာမမာနာတွေကြီးနေပို့ကြီးတတ်တယ်ငါဟဲဆိုပြီးသူကတောက်ကြတွေကဒီနှစ်ထဲမှာတော်တော်များများတောက်ကြတော်တော်များများက ကိုနှုတ်ရင်နှုတ်တလောက်အကျိုးစီးပွားဖြစ်ထုံးမဲ့နှစ်တစ်နှစ်လို့ပြောလို့ရတယ်ကိုပြောရင်ပြောတလောက်စကားတွေအောင်မြင်မဲ့နှစ်လို့ပြောလို့ရတယ်ဒါပေမဲ့တောက်ကြတွေကမန်မာနာတွေရောက်တတ်တယ်နှုတ်သမျှကန်သမျှဖြစ်လုံးလို့ငါဆိုတဲ့မန်မာနာအတ္တကပေါ်ထွက်လာပြီးတော့ခါကြတော့ကိုရဲ့ကောင်းနေတဲ့ကံကနှိပ်ပါသွားတတ်တယ်လုံးဝအဲ့ဒါလေးကိုတတိထားပေးပါအကောင်းနေကြီးကြုံလာပြီဆိုရင်လည်းငါဟဲ့ဆိုပြီးအတ္တမန်မာနာမကြီးပါနဲ့ နော်အကောင့်လေးကြီးပဲကြုံလာတယ်ဆိုရင်ကိုဒီထက်မကကောင်းအောင်ဘာလို့ဘလို့ပြန်စူးစမ်းပြီးလုပ်မလဲကိုဘဝမှာကန့်ကောင်းတယ်ငွေကြီးအလောက်ကန်စီးပွားလူမှုရေးဆဆရာကန့်ကောင်းတယ်လို့ဆိုရင်ကိုကလောက်ရမှာကကိုရလာတဲ့ငွေကြီးတွေကိုပြန်လဲလှူဒန်းပေးကန်လာလို့ပါလူအများအပေါ်မှာကောင်းမွန်တဲ့မြစ်တာစိတ်ထားပြီးတော့ခါကြတော့ဆောက်ရှောက်ကူညီတဲ့ဟာမျိုးတွေလှူဆောင်ပေးပါအဲ့လိုဟာမျိုးတွေလှူဆောင်မှာပဲအာဘလို့ပြောမလဲအဆင်ပြေမယ်နော်အဆင်ပြေမယ်သွားလာရေးလုပ်ငန်းတွေနဲ့ပတ်သက်တဲ့ကနိုင်ငံခြား အတိတ်နဲ့ပတ်သက်ပြီးတော့ရည်ရွယ်ထားရည်မှန်းထားတယ်သွားလာခြင်းတဲ့သူတွေဒီနေ့ထဲမှာအထူးအောင်မြင်တတ်တယ်မထင်မဲ့တစ်ဖက်နဲ့မရည်ရွယ်ပဲနဲ့နိုင်ငံခြားခရီးတွေသွားရတတ်တာဟာမျိုးဖြစ်မယ်ခရီးနဲ့ပတ်သက်တဲ့ဟာတွေဖြစ်မယ်အစိုးရကအကောင်းကြီးဂျုံလာမယ်ပျော်ရွှင်စရာကိစ္စရဲ့ကလေးတွေဂျုံလာမယ်မိသားစုတချို့သောမိသားစုတွေကတရားမှာအာပေါ့နော်တရားမှာ80ရာဟိုင်းတော့တော်လူတွေပျော်ရွှင်ရတတ်တဲ့ဟာမျိုးကြုံရတယ်ပေါ့နော်ကြုံကြုံရ ကြုံရမယ်ပေါ့ကြုံရတဲ့ဟာကြီးရှင်မဒါတတိပုဂ္ဂလမိသားစုတွေကပျော်ရွှင်မှုလေးတွေပြောပြနော်အဲ့လိုဟာမျိုးလေးကြုံမယ်ခီးနဲ့ပတ်သက်တဲ့ကံလေးတွေကောင်းမယ်နိုင်ငံရေးချခီးတွေသွားရတဲ့မမျော်လေးမယ်နဲ့နိုင်ငံရေးချကိုသွားရတဲ့ဟာမျိုးလေးတွေကြုံလိမ့်မယ်အဲ့ဒါတောက်ကြသားသမီးတွေပြင်ပေါ့နော်လူအများနဲ့ပတ်သက်တဲ့ခီးလုပ်ငန်းတွေအောင်မြင်လိမ့်မယ်လို့ပြောချင်တယ်ခုပြီးတော့စနေသားသမီးတွေစနေသားသမီးတွေကဒီနှစ်ထဲမှာ အမ်ကန်ကောင်းတတ်တယ်ကန်ကောင်းတယ်ဆိုပေမဲ့ပေါ့နော်စနေတွေကိုကျွန်မပြောချင်တာပါစနေတွေကန်ကောင်းတယ်လဲဆိုဘာသာရေးနဲ့တွဲမှာကန်ကောင်းမှာဒီတိုင်းတော့ကန်မကောင်းဘူးဘာသာရေးတွဲရမှာဘာသာရေးရတော့ဗျာလုံရင်လုံသလောက်စနေတွေဖိတ်တစ်လုံးနဲ့ထိတ်ဆုံးမယ်သူကဘာလဲဆိုရင်ကန်ကျမဂျိုခွင်လည်းဖြစ်တယ်ဆိုတော့လေကျမဂျိုခွင်လည်းဖြစ်တယ်ဆိုတော့ဆမီးလေးဟာဒီနေ့ထဲမှာသူက ကောင်းတဲ့ကံတွေလောက်တာများလေလေစနေသားသမီးတွေကထိတ်ရောက်လေလေပဲအဲ့တော့အဆဆရာရာအကောင်းချင်နေဆိုရင်ပေါ့နော်ဘာသာရေးလောက်ပါရေဒနာတွေကြောက်စိမ့်တွေဗရများတွေလို့ရေဒနာလုပ်ငန်းတွေနဲ့ပတ်သက်တဲ့ခါကြတယ်တချို့သောလူတွေကပို့ပြီးတော့အောင်မြင်တတ်တယ်ရေဒနာကုံတယ်တွေလည်းအယောင်းဝယ်တွေပို့ဖြစ်ထွန်းတတ်တယ်အောင်မြင်တတ်တယ်နော်အဲ့ဒါပြီးနိုင်ငံရေးစာနဲ့ပတ်သက်တဲ့ခရီးကံခွင့်လန်းတွေကောင်းနေတာတွေ့ရတယ်နော်အဲ့တော့တချို့သောသူတွေဟာ အာဒီနှစ်တွေထဲမှာထီစုကြီးတွေပေါက်လိမ့်မယ်ထီစုကြီးတွေပေါက်မယ်ကံကြမ္မာဂျိုခွင်ရဲ့ကောင်းတဲ့ကံတရားကိုလုံးဝပိုင်ဆိုင်ရရှိလိမ့်မယ်အဲ့တော့2389ခုနှစ်တည်းမှာဘယ်နဲ့နဲ့သာသမီမဆိုခုနှစ်ရဲ့သာသမီဘယ်နဲ့နဲ့မဆိုကံအညံ့မဲ့ရှိရှိကံအကောင်းမဲ့ရှိရှိအားလုံးကိုကျမတေချာပြောချင်တာက ရှင်တို့ဒီကိုယ့်ရဲ့ဝစီကံနေစိတ်နမတ်1မနောစ်ကိုထိမ့်မှာဝစီကံကိုထိမ့်မယ်လူတွေကတော်တော်များများကာယကံအမှုကတော့တိတ်မှမပြူကြတာဟုတ်တယ်မလားအဲ့ဒီကံနဲ့ကံကိုထိမ့်ပြီးဘာသာရေးဖို့သာလောက်ကြမယ်ဆိုရင်ဟောဒီ1389ခုနှစ်အတွင်းမှာကျမတို့တွေအားလုံးဟာအစိုးရကနေအကောင်းနေဖြစ်လာနိုင်မယ်ကျမတို့တွေအကုန်လုံးဟာကျမတို့ရဲ့ကံတွေကောင်းလို့လက် ခမောက်ခတ်ပြီးတော့ပျော်ရတဲ့အချိန်ခါတွေရောက်လာလိမ့်မယ်။နော်။ပျော်ရတဲ့အချိန်ခါတွေရောက်လာမယ်။ကျမတို့ကံနေဟာကံကြမ္မာဂျိုကွင်းဟာအကောင့်ဘက်မှာကျမတို့ဘက်ကိုဥတီလာလိမ့်မယ်။ဒါပေမဲ့ကျမတို့ကဘာလုပ်ရမှာလဲဆိုရင်ကျမတို့ရဲ့မနှောစိတ်တွေကိုထိမ့်မယ်။ကျမတို့ရဲ့ဝစီကံတွေကိုထိမ့်သိမ့်မယ်။ကျမတို့ကဘာသာရေးကိုဥထိတ်မှာတင်ထားပြီးသားနေတယ်ဆိုရင်မိတ်ဆွေသင်ဟာအဲ့ဒီအချက်တင်နဲ့ညီအောင်နေတယ်ဆိုရင်ဟောဒီမှာမိတ်ဆွေဟောဒီလိုလက်ခမောက်ခတ်ကံကြမ္မာကမိတ်ဆွေအတွက်ပဲ။ မိတ်ဆွေတွေအတွက်ပဲတကယ်တကယ်ကိုကောင်းတဲ့ကံရလိုက်မယ်ထီဆိုကြီးချဲဆိုကြီးတွေပေါက်တဲ့သူတွေရှိမယ်နော်ပေါက်ကြလိမ့်မယ်အဲ့လိုမျိုးကံဟန်နေပေါ့နော်သူတပိထီစုကြီးတွေပေါ့နော်ပောက်တဲ့သူတွေရှိမယ်ယရနာတွေဝင်လာတာတွေရှိမယ်မိသားစုတွေအတွင်းမှာဝင်ရောက်လာတဲ့ခလေးတွေဟာအာတကယ်ကိုကို့အတွက်လာချင်းကောင်းသောခလေးမျိုးတွေဖြစ်နေတယ်လို့ဟိုကျွန်မပြောချင်ပါတယ်ပြီးတော့1989ခုနှစ်မှာ အတွင်းမှာကိုဗစ်ဆောင်တဲ့လေးတွေကဒီနှစ်ထဲမှာကိုဝင်တဲ့အာပတ်သက်တဲ့ဟာလေးတွေလည်းတတိတော်ထားပေးပါနော်အစားဆောင်နေတိုင်းအတွားလာလေးတွေကိုစင်ကျင်ပေးပါနော်တအူးသာသမီကိုဝင်ဆောင်တအူးမိပါတွေဆိုရင်ပို့ပြီးတော့အစားဆောင်နေထိုင်လေးကိုစင်ကျင်ပေးပါအဲ့တော့ဒါတွေကဒီဘူးရအကြံပြင်းဟောထားတာလေးတွေပဲဖြစ်ပါတယ်ကားတွေပါလုံးလုံးနော်လက်ခမောင်းတွေခက်ပြီးတော့ပြောမိတယ် တကယ်အားတွေပါသွားတာတကယ်ကောင်းတဲ့အဟာတွေကိုလည်းအရင်မြင်လိုက်တာလေနော်ထမင်းချောင်းဖြီးပြီးကျမတို့မထမင်းချောင်းဖြီးမောင်းတီးပြီးတာလူတိုင်းလူချင်းနေကျမတို့ခုတွေအပြိုပြက်တွေကြားမှာကျမတို့တွေအတော်တော်များများစဉ်းစားနေတာဘလို့လူရမလဲအခုဟိုရက်ထက်တထဲကြီးတွေလူတယ်လို့ငါတို့လူမယ်သာသနာတော်ကိုလည်းလူချင်းတယ်ခொနည်းသာသမီတွေကိုလည်းလူချင်းတယ်ဟုတ်တယ်မလားကျမခုစကိုင်းဆောင်ကြီးသွားခဲ့ပျက်စီးပြိုကြနေဖခင်ကြီးအများကြီးပဲ နော်အဲ့ဒီကြည့်မြင်နိုင်ကြောင်ဆိုရင်လေသူဖះရတွေအကုန်လုံးပြက်စီတာကျမစဉ်းစားရင်အော်ငါဒီဖះရတွေကိုပြုတ်ပြင်ခြင်းလိုက်တာဒီဖះရတွေကိုပြန်တီခြင်းလိုက်တာအဲ့လိုမျိုးပါကျောက်ဆရာတော်ဖះကြီးကြောင်းတော်တော့လေစူးစားဆောင်ကြီးတစ်ခုလုံးကြာသွားတာဆိုဟဲ့စူးစားဆောင်ကြီးငါမတီးပြီးလှူလိုက်ခြင်းလိုက်တာဆရာလေးတွေစီသွားတယ်ရေဒီခက်ခဲနေရတွေ့ပြန်တော့လေရေဒီလှူခြင်းနဲ့ဆရာလေးတွေရဲ့ဒီတိလရှင်ဝိဆောင်လေးတွေလှူခြင်းနဲ့လှူခြင်းနဲ့စိတ်တွေကအများကြီးပဲ ဖြစ်ခဲ့တယ်အဲ့တော့ကျမတို့ကလူကျင်တာလူရအောင်ဆိုတော့ကျမတို့စိတ်ရှိသလောက်လူဖို့ဆိုတော့ငွေကြီးတွေရှိနေမှဖြစ်မှာအဲ့တော့ငွေကြီးတွေရှိနေဖို့ဆိုတာလေကျမတို့ကတန်လဲကောင်းရမယ်ညံလဲကောင်းရမယ်ဝရိယလဲကောင်းရမယ်နော်အဲ့ဒါကြောင့်မို့ဒီနှစ်တွေအတွင်းမှာအလုံးလုံးဆုံးကန့်ညံ့တာမဟုတ်ဘူးမနောထိမ့်မယ်ဝစီထိမ့်မယ်ဘာသာရေးဥထိတ်ထိုင်းကျမတို့ကလက်ခမောင်းခတ်ပြီးလူနိုင်ကြမှာ နော်အဲ့လိုအနေထားလေးတို့ဒါကျမတို့ကပိုင်ဆိုင်နိုင်မှာဒါအတိတ်ကောင်းနမိတ်ကောင်းတွေဒါကျမကပြောလိုက်တာပါကျမတို့ကအတိတ်တပေါင်းနမိတ်ဆောင်ပါလေနော်ပြီးတော့ဒီအခုဒီကံကျမကောင်းတွေပုံမှုပြီးဖြစ်ဖို့ကိုလေအဘဘုံမိကောင်ရေ83ချိန်ရောက်နော်အဘထပ်ပွဲတော့အကျိုးကတော့လဲကျမတို့စင်မဲ့အနေနဲ့နေ့စတဲ့ရက်နေ့မှာ83မိပွဲကိုဒါလှူမှာအဲ့လိုလှူပေးရတယ်ဆိုတဲ့ခါလေကျမတို့လည်းမထင်နဲ့ ်မိတ်ဆွေတို့လှုပ်လိုက်တဲ့ဟာမိတ်ဆွေတို့ပြန်ရမှာကိုလှုပ်လိုက်တဲ့ကုတူကကိုပဲပြန်ရတာအဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးတွေလူမယ်ပြီးတော့ကျမတို့ကဒီနှစ်တည်းပြင်မှာအလှပေါ့ခုနေသားသမီးအလှတွေပါလေပြုရမလဲဆိုရင်ကျမတို့ခွေးစာတွေကျွေးရမယ်နော်ခွေးစာတွေကျွေးရမယ်အခုငလေးမင်းမဆိုအိုးအိမ်လေးနဲ့ပတ်သက်အလှခန့်နေရာရှိတယ်အဲ့ဒီခဏနေရာတွေကိုလှုပ်ပေးပါအိုးအိမ်လေးနဲ့ပတ်သက်တဲ့အလှခန့်နေနေရာကိုတထောင်းတက်နိုင်တက်နိုင်နော်နှစ်ထောင်းတက်နိုင်တက်နိုင်သတိန်းတက်နိုင်တက်နိုင်လှုပ်ပေးပါခွေးစာကျွေးပေးတာ ခွေးစာကြောင်စာငှက်စာအဲ့ဒီကျွေးတဲ့ကုသိုလ်တွေကိုလှုပ်ပေးရမယ်ငွေလူပေးပါလူတွေကိုငွေပေါ်စင်ငွေများများလူပေးပါဗုဒ္ဓဟူးနဲ့ရွှေသင်္ကန်းကတ်တာတွေရေအလူတွေကျမတို့ကမြန်းများလူပေးရမယ်ယင်ဒါနလူကိုမှယင်ရှိတယ်ဆိုရင်နော်ကိုရဲ့ယင်ကသွားတဲ့လာတဲ့အခါမှာအနီးနဲ့အနီးနာကအာဘယ်လိုပြောမလဲအာလူတွေကိုကိုကူညီတဲ့အနေနဲ့တည်ရင်ဆိုရင်ပေါ့နော်သွားရလာတာတွေ့ရင်ဟဲငါ ရဲ့ကားလေးနဲ့လိုက်ခက်လေဥမာတစ်ခုသွားမယ်ဆိုကိုရဲ့ကားလေးတွေကအများကိုတင်လို့ရတယ်ဆိုရင်လည်းလိုက်ခက်လေအဲ့လိုမျိုးပေါ့နော်အဲ့လိုပုသူမျိုးတွေကိုများများလှုပ်ပေးကြပါကျမတို့ကပုသူတွေများများလှုပ်ရင်အကုသူကံတွေကနည်းသွားတာပါအဲ့တော့ပုသူကံတွေများများတည်ဆောက်ပြီးတော့ကျမတို့ကအကြောင်းတရားကောင်းတွေဖြစ်အောင်တည်ဆောက်မယ်ဒါဆိုရင်အကျိုးတရားကောင်းတွေသိကြပါဦးကျမပါလို့ကျမအနေနဲ့ပြောချင်ပါတယ် တင်ကြံကြံအကြရက်ကလေးမှာလင်းမိတ်ဆွေတို့အားလုံးကောင်းမှုအေးချမ်းစွာနဲ့ဖြစ်သက်နိုင်ကြပါစေ။အားလုံးပဲမင်္ဂလာပါခင်ဗျာ။ကျွန်တော်တို့ရဲ့ပြည်နယ်မှာပြည်ပြော် channel ကလည်းပြန်လည်ထူဆိုလိုက်ပါတယ်။ကျွန်တော်တို့ရဲ့ပြည်နယ်မှာပြည်ပြော် channel ကလည်းဗီဒီယိုဟောဆရာများကိုရဲ့ဦးစားပေးတင်ဆက်ပေးနေတဲ့ channel လေးပဲဖြစ်ပါတယ်ခင်ဗျာ။ကျွန်တော်တို့ရဲ့ပြည်နယ် channel ကိုဆက်သွယ်မနေရသေးဘူးဆိုရင်ဒါကိုပြန်ရအောင် နောင်လေးမြဟောစရမြကိုအမြဲနာစင်နိုင်ရတဲ့မိတ္တကကောင်းလောင်လေးကိုတောင်းနှဲမိအောင်ဆက်တော့ပြုလုပ်ပါရပါဗျာကျွန်တော်ရဲ့ပြည်မှာပြည်ရင်းတော်ဆောင်တဲ့ဆရာကြီးစံသာဒီကိုရဲ့ဘေးဟောစရမြဆရာကြီးခိုင်းကြည့်စော်ရဲ့ဘေးဟောစရမြဆရာလေးဆရာငယ်ရဲ့ဘေးဟောစရမြဆရာကြီးကျော်စင်ဟင်းရဲ့ဘေးဟောစရမြဆရာစင်ဟောရဲ့ဘေးဟောစရမြဟောစရမြဆရာဟိမြဝနာရဲ့ဘေးဟောစရမြအစာကြီးတော်ဘေးဆရာကြီးများရဲ့ဟောစရမြ ဆရာမချောစစ်စုတာဆရာမထားတဲ့ရစားရှိတော့ဒေဒီဆရာမများရောဟောရမများဘူးလေနေ့စဉ်နေ့စဉ်အပတ်စဉ်အပတ်စဉ်လောက်ရင်လောက်တိုင်းသင်ဆက်ပေးနေတာလည်းဖြစ်ပါလေခင်ဗျာအကြောင်းကိုကျွန်တော်တို့ရဲ့ဒီမှာဒီဟိတ်ကျော် channel လေးကို subscribe နဲ့အားပေးကြောင်းကြားပါလို့လေးစားစွာပန်ကြားလိုက်ကြပါဆန်ကြားလိုက်ပါခင်ဗျာကျေးဇူးပြုကြပဲလိုက်ရန် share လေးများနဲ့တုံ့ပြန်ကြပါလို့ကောင်းဆုံးလိုက်ပါခင်ဗျာအားလုံးပဲ ေဆက်လက်ပြီးတော့ဗီဒီယိုဟောဆရာများကိုကြည့်ရှုကြားတယ်ခတ်သွားခတ်စားပြီးသွားကြပါဦးခင်ဗျာ